ဒီရတာဒါတော်တာသူဆိုင်ပေါ့ဒီတက်တော့တမပါတဲ့ဟာခဏတာပါဗောနော်အမှန်တော့ချိန်ချောက်တာဗောနော်နားလည်မှုမလွဲပါနဲ့နော်ပုံမစစ်တောင်တောင်တက်မတူကြဒါပေမဲ့နည်းနည်းချောက်လိုက်ကြောက်အောင်လို့လားပြောမယ်ဆိုလို့ရှိရင်နည်းနည်းနောက်ချိန်သွားအောင်ဘာရောမလဲမတောင်ဒီမှာတော့သိတယ်စင်ရမ်းသိတယ်တိုင်းပေါ်မှာချက်ပါပြီးပြီးတော့ဥစ္စာတက်တော့ဒီနေ့ရဲ့ရဲ့ဥစ္စာခုံမိတဲ့ကျမတို့ရိုက်တာလည်းနာနာကြည့်ကြည့်ရှိပလိမင်းကလေးကြီးရိုက်တယ်ရက်ွက်ထက်မှာရန်ဖြစ်အောင်ဒီချက်မကဖြစ်ကြတယ် တွေးထွက်တိုင်းရောင်ဖြစ်ကြတာဒီနောက်ဒါမခိုးအောင်ချင်းချောင်းဘေးရနေတော့ချက်ပြမှာပေါ့လိုက်ပေါ်မှာတူတူမတ်မှာအဲကျွန်တော်မေးချင်တာကဒီမှာအခုပေါ့နော်ရိုက်ခံရတဲ့အပွားနဲ့ဒီကလေးနဲ့ကဟိုဘယ်လိုဖြစ်လဲဆိုတော့လိုင်းပေါ်မှာပြောနေတာတနေ့2000လေးလာလာခေါ်တယ်ဆိုတော့ဟုတ်လားဟုတ်ပါဘူးပေါ့နော် အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လူမှုကွန်ရက်ကိုလှုပ်ခတ်သွားစေခဲ့တဲ့လှိုင်သာယာဖြစ်စဉ်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းကိုထူးခြားတဲ့အနေအထားတစ်ခုနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပစ္စည်းခိုးယူသည်ဟုဆွဆွဲခံရပြီးညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့တာမီနှစ်ဦးနဲ့ဆိုင်ရှင်မျိုးသမီးတို့ရဲ့ကာယကံရှင်သဘောထားအခြေအနေတွေကိုပါပေါင်းစပ်တင်ပြပေးမှာမို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာ။ ဘာမှစံပြကြသေးနေတယ်ဆိုတော့ဟောခေါင်းတစ်ဖက်နဲ့တော့ဘုကျမပြောပြမယ်အဲ့ဒီဥစ္စာတိုင်တဲ့လူကထဲထားပြီးကြတယ်အခုကျမတို့လည်းရှင်းတယ်တကယ်လို့ဥစ္စာဖြစ်ရင်ကျမတို့ကလည်းသိရင်ပြမှုနဲ့ကြိုက်ဆန်းဘာဖြစ်လို့လဲဆိုကျမတို့ကအဲ့လိုလိုက်ကြည့်လို့ခလေးပါခလေးကိုအဲ့လိုက်ဟုတ်အဲ့အဲ့လိုပြောရမလို့ကျွန်တော်ကကျွန်တော်တို့လူကျွန်တော်တို့ဖြစ်နေတာဟိုခွလို့ရရင်ဟိုအမတို့တိုင်လာပို့ဘူးခွလို့ရရင်ဒီရောခွလို့ပြီးပါခွလို့တယ်ကျမတို့ကစကြတယ်အခု तू ကရောမယ်ဆိုရင်တော့မှ ကျွန်တော်ပြလိုက်တဲ့အဲဒီမိကအခွဲရပါတော့ကိုဆက်ရောက်ပြီးပါမယ်အဲတော့ကလေးလေးရှိတော့မိခေါင်းထဲတော့မှန်တော့သူ့ပြစ်သူခံတာကိုဆက်ကြည့်လားသူ့ပြစ်သူခံတာဟုတ်ကဲ့ဒါပေမဲ့ကလေးလေးရှိလို့ဟောလဲတရားလို့အဲဒီဥစ္စာလည်းပြောပြရမယ်ဒါကျွန်မတို့ကလူကြီးကိုကြည့်တယ်ဟုတ်သူကလည်းခိုးတာတစ်ခါတည်းလည်းမဟုတ်သုံးကလာဟုတ်တယ်အဲ့မှာလည်းအဲ့လိုပြရလို့ပြောတယ်အဲ့လိုသုံးလေးကလာခိုးတဲ့အတွက်ဒီမတော်ကအမှားနဲ့၆လိုက်တာဟိုနောက်လာမခိုးရဘူးကျွန်တော်ကဒီစင်းစင်းပြောမယ်ဆိုသူများအသက်ကိုနောက်ဆုံးကုန်ရောဘုမစစ်တောင်တောင်ကျမတို့ပြန် ဒါပေမဲ့ဒီနေ့နည်းနည်း၆လိုက်ဟုတ်လူကုသူကိုလည်းဩဘာဖြစ်တယ်ညာဖြစ်တယ်သူခြောက်သူ့ကိုကြောက်အောင်လို့လားပြောမယ်ဆိုလို့ရှိရင်နည်းနည်းနောက်ချိန်သွားအောင်လို့ဟုတ်ဟုတ်ပြောလိုက်တာဘာရောမလဲမတောင်းဒီမှာတော့သိတယ်စင်ရမ်းသိတယ်ဟုတ်ကဲ့ဘာဆန်လဲရောမတောင်းကဲဒါပေမဲ့ဒီနေ့မနေရတော့မှကြာတော့တိုင်းပေါ်မှာချက်ပါပြီးပြီးတော့ဥစ္စာချက်တော့ဒီနေ့ရေကဥစ္စာခုံမိတဲ့အခါပေါ်မိတော့ရဲမှာပေါ်နေပြီချဲချဲချဲကားပြီးပြင်လိုက်တာဟုတ်ကဲ့အဲ့တော့တိုင်တဲ့လူလေကျမတို့ပြင်အခုကျမတို့တင်ထားတဲ့ဟိုကိုရောကလည်းတင်ဒါပေမဲ့ဒီနေ့ကျမတို့ ကျမတို့ရိုက်တာလဲနာနာချင်းချင်းရှိမိန်းကလေးမိန်းကလေးချင်းရိုက်တာရှင်းရှင်းပြောမယ်ဆိုရက်ွက်ထက်မှာရန်ထည့်အောင်ဒီချက်မကဖြစ်ကြတယ်တွေးထွက်တိုင်းတော့ဖြစ်ကြတယ်ဒါပေမဲ့အဲ့လောက်ကြီးကြီးလေကျမတို့ကလေးပါတဲ့အတွက်လည်းမရိုက်ဒါပေမဲ့ဒီမိန်းကတစ်ခါလဲမဟုတ်ခောက်တော့ခောက်ပြန်လာဖို့လို့ကျမတို့က ်ဘူးပေါ့မယ်ဆိုဒီလူနောက်ဒါမကိုအောင်ချင်းချောက်အယောလည်းမတောင်းဟုတ်ကြတော့ဒီတိုင်းရဲစကလည်းမပူဘာလို့ဆိုရဲစကပူတယ်ဒီခလေးလေးနဲ့လုံးလုံးလုံးမှာလေမဟုတ်လားဘုပွင့်မှာဆိုတော့ကျွန်တော်ကပရိုက်ကြဆိုင်ကကြည့်ရမှာကျွန်တော်ကသူကတော့သူ့ပြစ်သူခံရတာသူ့မှာကလေးငယ်လို့ကြောက်တဲ့ငယ်ချင်းရအဲ့မိရှင်တန်ချင်းပေါ့နော်ဆရာဝန်းအောင်တို့ကနေပြီးတော့ဟိုဘယ်လိုဖြစ်နိုင်မလဲဆိုရင်

ကာယကံရှိရတယ်ကာယကံကိစ္စမသိဘူးတိုင်နာတွေပါတယ်တိုင်နာမသိဘူးပါသွားတာလည်းမသိဘူးဘေးကစက်နေကောနေကြရနော်အဲ့ဘက်မှာတက်လို့မတ်မာကိုယ်ကရိုက်တယ်မှာဟုတ်ဒီဒီကညလာပြီးတော့ဟိုဟိုမှာအဲ့တော့ချင်းရနေတာတကယ်လို့ပြီးသွားရင်ကျမတို့ကလည်းပြန်တရားဆွဲမှာအဲ့ထဲကားပြီးဒါမှတိုင်တဲ့အမှုခုနဲ့လူမရှိဘူးသူကတိုင်ုံမဲ့တိုင်ထားတယ်ဒါပေမဲ့အခုကျမတို့ဘက်ကလည်းလွန်ထားတာပါတခုမှမရှိဘူး ဲ့တော့ချဲ့ကားပြီးအဲ့လိုမျိုးလုပ်လိုက်တဲ့အတွက်ကျွန်မတို့ကလည်းပြန်တရားဆွဲမှာအဲ့ဒီသူ့ line ပေါ်မှာတင်ထားတဲ့ account ရှိတယ်အဲ့ဒီ account နဲ့လိုက်တော့တော့တော့ ဒါပေမဲ့ဒီကိုတဲ့လူမရှိမှလည်းသိတယ်ဒါပေမဲ့နောက်ဒါမှဆိုရင်ဒီမှာချင်းချောင်းရော်လည်းမတောင်းနာနာကြီးကြီးလည်းတားမရဘူးတင်ကြအောင်နော်တတ်တိုင်းမှာသူကြီးကြီးထားတဲ့ပုံနဲ့ line ပေါ်မှာကြီးကြီးပါရော်တီရော်ရဲဒီလိုချုပ်ပြီးတော့တော့မထွက်လို့ရတဲ့ဒါကြီးကြက်နေအောင်ကလေးလေးကဘုရားလည်းခိုင်းနေတဲ့လောက်ကြောင်တနည်းခွင့်နည်းနည်းလောက်တော့ရှိရတယ်ဟုတ်ကဲ့တနည်းခွင့်နည်းခလေးလေးကျမတို့ရံမလို့ခလေးကတော့ချာရှိတာ ဟုတ်လားကျွန်တော်ခုရောက်ရှိနေရတော့လိုင်းသားရဘုံကျုံ၅ရက်ကွက်မနက်ကဖြစ်သွားတဲ့အရာလေးကိုကျွန်တော်ပြောချင်လို့ပါနော်ဒီအရာကတော်တာသူဆိုင်ပေါ့ပြောချင်တာဘာလဲဆိုတော့အမှန်တော့ခလေးကိုလောက်တာမဟုတ်ဘူးဗျာနော်ဒါခလေးဆိုတာဝန်ထမ်းတွေကခလေးကိုဆွဲခေါ်တယ် မေရမထဲတဲ့အတွက်ကြောင့်မလို့ကျောပါသွားတာပေါ့နော်ခြိရဆိုတာလည်းခလေးကိုခဏပဲခြိလိုက်တာခလေးကိုခေါ်ပြီးတော့အထဲထဲမှာခလေးကိုမုတ်တွေချွေးတယ်အေးတွေတိုက်တယ်ပေါ့နော်ဒီတက်တော့တမပါတဲ့ဟာခဏတာပါပေါ့နော်အမှန်တော့ချိန်ချောက်တာပေါ့နော်ရေတဲမှုနဲ့လောင်းမဲ့ဆိုတာလည်းမဟုတ်ပါဘူးနော်ကျွန်တော်အခုဒီဆိုင်ရှိကိုရောက်နေတာပါနောက်တော့ပြန်လွတ်ပေးလိုက်တယ်လို့ပြောပါတယ်ပေါ့နော်ကျွန်တော်တို့ကအခုဒီကလေးကိုကူညီလို့လာတာပေါ့နော်သူတို့ကလည်းလိပ်စာမသိဘူးလို့ပြောပါတယ်တကယ်တော့နားလည်မှုမလွဲပါနဲ့နော် ဒီဆိုင်ရဝန်ထမ်းတွေရောအမားတွေရောအဲ့လိုပုံစံမျိုးမရှိပါဘူးကျွန်တော်တို့ကတရက်ကွက်တဲ့နေရာကြောင့်မလို့ပြီးပါတယ်ပေါ့နော်ဒါကာပြီးပြောတာမဟုတ်ပါဘူးဟိုတက်တက်ပုံမှန်မြင်တဲ့ခါကျတော့ဒီမားတွေကနည်းနည်းကိုဒီလေးရောက်လုံးမိခါကျတော့ဂျိုင်းတွေလိုစိုးစိုးဖြစ်သွားတယ်ပေါ့နော်တကယ်တော့မှားရပါတယ်ပြီးတော့ခလေးပါတာခလေးကခဏပဲပါတာပါနော်ခလေးကိုပြန်ခေါ်ပြီးတော့မုတ်တီလည်းကျွေးရပါတယ်ဒီမားစီဒီတော်တော်မတန်းရတော့ခလေးကဒီမားလာခိုးတာပုံချိန်ရှိပြီတဲ့ဗျာနော် နှစ်ချိန်မှာခလေးကမတူဘူးလို့ပြောတယ်ဗျာနော်မယုံရင်လည်းကျွန်တော်တို့ဒီမှာ CCTV ရှိပါတယ်နော်လာကြည့်လို့ရပါတယ်ပြောနေတာကဘာလဲဆိုတော့ဒီဆိုင်ရဝန်ထမ်းလေးရဲ့ဒီဆိုင်ရအမရဲ့ကိုနားလည်းမမလွဲဘူးကျွန်တော်ပြောနေတာပါနော်ကျွန်တော်အခုတို့ပြောပြရကျွန်တော်လည်းဇက်ဘွက်ကလည်းတူနေတော့ပြီးတော့ကျွန်တော်ဖုန်းဆက်ပြီးခဏခဏမေးနေလို့ကရင်လေးဘာဖြစ်တာလဲကရင်လေးနေတဲ့ဇက်ဘွက်ကဒီလိုမျိုးဖြစ်နေစေကျွန်တော်လန်လန်မေးလို့ ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ဗောနော်ဒီဆိုင်ကဝန်ထမ်းတွေရောဒီဆိုင်ပိုင်ရှင်ကြီးအမအဲ့လိုစိတ်ကြမ်းမှုလည်းမရှိပါဘူးဒါပေမဲ့ तू ကခဏခဏကိုးခံရတော့ဒေါသထွက်ပြီးတော့ဟိုလက်နဲ့လေးရောလက်ပါပါတယ်ဗျာနော်ကိုကြီးလေးရောလောက်တဲ့ကြောင့်သူ့ဘက်ကမှားပါတယ်ခလေးဆိုတာခဏတာပဲပါသွားတာဗောနော်ခလေးကိုတကယ်တော့ခလေးကိုဘာမှမလုပ်ပါဘူးနော်ဒီမှာခြိသားလဲဆိုတာကလည်းခဏပဲခြိလိုက်တာပြီးတော့ခလေးကိုပြန်ခေါ်ပြီးတော့ခလေးကိုမုတ်တွေချွေတယ်ရေတွေတိုက်တယ်အေးတွေတိုက်ပါတယ်ဗောနော်ဒီမှာမယုံရင် စီတီဗီမှာတန်းနေရှိပါလေလာကြည့်လို့ရပါလေပထမတစ်ခေါက်လေးကခလေးကိုသူကနည်းနည်းကခေါ်တယ်အဲ့အမကခလေးကိုမထုတ်ပေးလို့ခလေးကရောပြီးပါသွားလားအမကခလေးကကြားညာသွားလားတကယ်တော့ဒီဝန်ထမ်းလေးရောဒီအမလေးရောအဲ့လိုစိတ်ပြေမျိုးမရှိပါဘူးနော်သူသူကိုကိုကတော့ကိုပစ္စည်းခိုးတဲ့ခါမှာတော့ဒေါ်လာထက်တာပေါ့အဲ့ဒါကြောင့်မလို့အဲ့အမကဒါတော့မှားပါတယ်ပေါ့နော်ခလေးကတော့ကြမ်းကြံသွားတာပါခလေးကအဲ့လိုလုပ်တာမဟုတ်ပါဘူးနော်ဂျီနေကူနဲ့လောင်းမဲ့ဆိုတာလည်းမဟုတ်ပါဘူး ျွန်တော်ရက်ကွက်ကလူမှုလို့ကျွန်တော်ကာပြီးပြောတာမဟုတ်ပါဘူးเนาะကျွန်တော်တို့เนี่ยလည်းခင်မင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကပြောပြခြင်းဖြစ်ပါတယ်ပြီးတော့ဒီဗီဒီယိုဖန်ရေးတို့ကြောင့်လည်း like and share ပြီးကုသိုလ်ယူပေးပါလို့မေတ္တာရက်ခံပါတယ်ကျွန်တော်ခလေးလေးကိုတောင်းပန်ခြင်းတို့ပါเนาะခလေးလေးကိုလူပေးခြင်းတို့ပါဒီဗီဒီယိုဖန်ရေးတို့ကြောင့်လည်းဒီခလေးလေးကတမ်းပြီပေါ့เนาะ ကောင်းပြီလိပ်စာသိတယ်လို့များရှိရင်ကျွန်တော်ဆက်သွယ်ပေးပါကျွန်တော်တို့သွားကုညီကျွန်တော်သွားလူချင်းတို့ပါသွားတယ်အန်ဒီဟိုဒီနေ့မင်းတို့သွားခဲ့ပါတယ်အဲ့အန်ဒီနဲ့အရင်မတွေ့ခင်မင်းတို့ရက်ွက်ထဲမှာလိုက်ပြီးဆုံဆမ်းပါတယ်တယောက်တည်းရဲ့စကားကိုနားထောင်တာမျိုးမဟုတ်ဘဲနဲ့မင်းတို့ scary gate တွေမှာကောရက်ွက်ထဲမှာရောအဲ့လိုမျိုးပေါ့နော်လိုက်မေးဆုံဆမ်းပြီးရောမှတိတိကျကျလေးမင်းမင်းသိလာတာလေးကိုပြောပြပါမယ်မင်းမင်းလည်းရက်ွက်ထဲကနေပြီးတော့ပြန်ကြားလာခဲ့ရတာပါရှင်အန်ဒီရဲ့နာမည်ကတော့ဒေါ်ရခိုင်မပါရက်ွက်ထဲမှာလည်းသူ့ကိုဒေါ်ရခိုင်မလို့ပဲခေါ်ပါတယ်အန်ဒီကအရင်တော့ပတ်စံရှိရဲတဲ့ပြောရမယ်ဆိုရင်တော့အထည်ကြီးပြပတ်စံရှိတော့လည်းသူကအပေးကန်းရရော်တဲ့ခလေးလဲချစ်တတ်တယ်ဗီဒီယိုထဲမှာပါတဲ့ခလေးကိုမှမဟုတ်ဘဲနဲ့သူကရက်ွက်ထဲမှာရှိရ ကခလေးတိုင်းကိုထိမ့်မိတယ်တဲ့မြို့ထဲမှာပါတဲ့ခလေးလေးကလည်းအဲ့အန်တီနဲ့ဘာမှတော်ဆမှုမရှိဘူးတဲ့ရက်ကွက်ထဲကခလေးပဲသူအဲ့ခလေးလေးကိုလည်းနှစ်လသားအရွယ်တဲကသူကထိမ့်မိတာတဲ့ရက်ကွက်ထဲကပြောကြတာပေါ့နော်အဲ့ခလေးလေးရဲ့အဖေအမေတွေအလုပ်သွားတယ်အပြင်သွားတယ်ဆိုရင်အဲ့အန်တီရှိမှာပဲခလေးကိုထားခဲ့တာအဲ့ခလေးကိုအဲ့အန်တီကကြည့်ပေးတယ်ကြည့်ပေးတယ်ရေမိုးချိုးပေးတယ်ထိမ့်မိတယ်ပေါ့နော်အဲ့လားရက်ကွက်ထဲကနေမမင်းတို့ပြောပြတာခလေးလေးကိုပေါ့နော်ဘန်းပြပြီးတော့သူအဲ့လိုမျိုးလိုက်လိုက်လုစားနေရလေရက်ကွက်ထဲကမဟုတ်ပါဘူးတဲ့ဒီခလေးကိုမှထိမ့်မိတာမျိုးမဟုတ်ဘဲနဲ့တခြားခလေးတွေကိုလည်းသူကခလေးချစ်တတ်တာဖြစ်တဲ့အတွက်ထိမ့်မိပါတယ်ဗီဒီယိုထဲမှာပါတဲ့ခလေးကိုတော့ပို့ပြီးတော့ထိမ့်မိဖြစ်ပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ခလေးလေးကအဲ့အန်တီ ရဲ့ဒါဆုံးသွားတဲ့ဒါဝင်စားရလို့အဲ့ energy ကထင်ထင်တာဖြစ်တဲ့အတွက်အဲ့ကလေးကိုသူကပို့ပြီးတော့ချစ်ပြီးတော့ပို့ပြီးတော့ထိမ့်ပေးဖြစ်တယ်ပေါ့နော်အဲ့ကလေးကအခု video ထဲမှာပါတယ်ပေါ့နော်အရိုက်ခံရတဲ့အတေးရဲ့ဆုံးသွားတဲ့ဒါဝင်စားတာလို့လည်းရက်ကွက်ထဲကလူတွေကမင်းမင်းတို့ကိုပြောကြပါတယ်အဲ့လာကြောင့်မဟုတ်လည်းအဲ့ energy ကအဲ့ကလေးကိုပို့ပြီးတော့ထိမ့်ပေးဖြစ်တယ်ပို့ပြီးတော့ပေါ့နော်သူ့နာမှာခေါ်တာဖြစ်ပါတယ်နေရကလေးရဲ့မိဘအရင်းနေရဲ့ interview တွေပါလေမင်းမင်းတို့ကကြီးလိုက်တာဆိုတော့မင်းမင်းတို့သွားဖို့အတွက်ကိုဇဝေဇဝါဖြစ်သွားတာတော့အမှန်ပါအဲ့လာကြောင့်မဟုတ်လည်းမင်းမင်းရဲ့မင်းမင်းအမျိုးသားရဲ့အရင်ဆုံးအဲ့ရက်ကွက်ထဲကိုသွားမယ်အရင်ဆုံးအကြောင်းဆုံးမေးကြည့်မယ်မေးကြည့်လို့မှရက်ကွက်ထဲကစကားကိုအရင်ဆုံးနားထောင်မယ်လို့မင်းတို့ကဆုံးဖြတ်ချက်ချပြီးတော့အဲ့ energy ီနဲ့အရင်မတွေ့ခင်ရက်ကွက်ထဲမှာရှိတဲ့ carry gate တွေအိုက်နားမှာရှိတဲ့လူတွေဝင်တော့အရင်ဆုံးမေးပါတယ်အားလုံးဖြည့်ရဖြည့်ရလဲဒီရဖြည့်တော့ခုပဲထွက်ပါတယ်ရှင်ဗီဒီယိုထဲမှာလည်းမြင်ပါပါအိုက်ကလေးကိုအိုက်အန်ဒီဘယ်လောက်ထိတာရောက်သင့်ရှိလဲမရှိဘူးလဲဆိုတာဟိုဘက်ကရိုက်နှက်တဲ့အမားကနေပြီးတော့ကလေးကိုခေါ်သွားလိုက်တတိုက်မှာကျိုးတုံးလိုက်လို့ပြောလိုက်တဲ့အချိန်မှာကျမကလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့သူ့ရင်ခွင်ထဲမှာထည့်ပြီးတော့ပြောနေအောင်အမားတို့ဗီဒီယိုထဲဗီဒီယိုကိုကြည့်ရလူတွေဆိုမြင်ပါလိမ့်မယ်တတိုက်မှာကျိုးနဲ့တုတ်ထားတဲ့အချိန်မှာဆိုလဲအိုက်တိုင်းမဲ့ကလေးကအိုက်အန်ဒီရဲ့ရင်ခွင်ထဲမှာပဲရှိနေတာပါဒါကတော့မင်းတို့ဗီဒီယိုထဲမှာမြင်တွေ့ရတာကိုမင်းတို့ပြောပြတာပါအချို့ကလည်းမင်းတို့ကိုအားပေးအားမြောက်လုပ်တယ်မင်းတို့ကအားပေးအားမြောက်လုပ်တာ ာမဟုတ်ဘူးဒီ NDA မှာအပြစ်ရှိရဆိုတာမှန်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူများပစ္စည်းကိုအခုလိုမျိုးယူတာဖြစ်တဲ့အတွက်အပြစ်ရှိပါတယ်။ဒါပေမဲ့ Immuno less အထည်ဆိုင်ဖွင့်ထားတာဖြစ်တဲ့အတွက်အဲ့လိုမျိုးသာလုပ်ခဲ့မယ်ဆိုရင်အရင်ဆုံးအမအမယူနေရညီမတို့သိရနော်အမရှိတစ်ခေါက်ကလည်းလာယူရတယ်။အခုလည်းထပ်လာယူရတယ်။ညီမတို့သိရနော်နောက်တစ်ခါထပ်လာလုပ်မယ်ဆိုရင်အမအောင်ညီမတို့ရဲလက်ထဲအပ်မယ်။အရင်ဆုံးအဲ့လိုပဲပြောမိမှာအခုလိုမျိုးရိုက်နှက်မှာတော့မဟုတ်တာအမခံပါတယ်ရှင်။နောက်ဆုံးအဆင့်ကိုပစ္စည်းကိုယူနေရမို့လို့ဒေါသထွက်ရင်တော့ပြီးလို့ရိုက်ပြီးဒီအမတော့ညီမတို့ဆိုင်မှာလာပြီးပစ္စည်းတွေကိုအခုလိုမျိုးတွေလုပ်နေပါတယ်။ဆိုင်သမားတွေသိရအောင်လို့အတွက်တင်မေးရပါဆိုပြီးတော့ပဲတင်မှာပါ။အခုလိုမျိုးကိုထီးလက်ရောက်စပင်ကို ဆွဲပားကိုရိုက်ပေါင်နေနေအဲ့လိုမျိုးတွေတက်တိုင်းနေမှာကြိုးထုတ်တွေရောမင်းတို့လုံမှာမဟုတ်နောက်ဆုံးအစင်ရဲလက်ထဲကိုခေါ်ပြီးတော့အပ်လိုက်ပါမယ်တာဝန်ရှိရဲ့လူတွေကသူ့အလုပ်ကိုသူ့လုပ်သွားပါလိမ့်မယ်ရှင်အခုလိုမျိုးဗီဒီယိုကြီးရိုက်ပြီးတော့ line ပေါ်မှာခလေးတဲ့ပါတာဖြစ်တဲ့အတွက်ပို့ဆိုးပါတယ်ခလေးကိုကအစားတက်တိုင်းမှာကြိုးထုတ်ထားတာပါအရင်ဆုံးခလေးတယောက်တည်းကိုတက်တိုင်းမှာခေါ်ပြီးတော့ကြိုးစားတုတ်လို့ video file ထဲမှာပါပါတယ်ဒါပေမဲ့ Andy ကနေပြီးတော့ကျမခလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့ video file ထဲမှာပြောနေတာတွေ့ရတဲ့အတွက်မင်းတို့ကတနာတာခလေးကိုလည်းတနာတယ်အခုလိုမျိုးရိုက်နှက်နေအောင်လည်းလူသားချင်းစာနာတာပါရှင်မင်းတို့အပေးအမြောက်လုပ်နေတာမဟုတ်ပါဘူးမင်းတို့ရှိမှအဲ့လိုမျိုးလာလုပ်ခဲ့ရင်လည်းမင်းတို့ကပထမအဆင့် င်တတိပေးမယ်ဒုတိယအဆင့်တတိဘလို့မှပေးလို့မရဘူးဆိုရင်ရဲခေါ်ပြီးရဲလက်ထဲကိုအပ်လိုက်ပါပါ အလားမဟုတ်လို့လည်းမင်းတို့ဘသူရှိကားမှအလှလုံးဝလုံးဝမခံပါဘူးရှင်အခုလာလှူတဲ့ပတ်စံဒီလည်းမင်းရဲ့ချွေးနဲ့စားတဲ့ရှာထားတဲ့ပတ်စံမင်းရှိမှာအထယ်ဝယ်ကြတဲ့ customer ရဲ့အလှပါဘာဖြစ်လို့လဲဆိုတော့မင်းဘသူရှိကားမှအလှမခံဘူးမင်းစိတ်ထဲမှာစိတ်မကောင်းဘူးခလေးကိုလည်းတနာရတယ်ဒီအန်ဒီကိုလည်းအခုလိုရိုက်နှက်တာတနာတာဖြစ်တဲ့အတွက်မင်းရှာထားတဲ့ပတ်စံတွေကနေပဲမင်းငါးသိန်းချက်ကိုလာလှူတာပါရှင်အခုထဲကိုရောက်ရောက်ချင်းလည်းမင်းအဲ့အန်ဒီရှိကိုတန်းသွားတာမဟုတ်ပါဘူးမင်းအဲ့ဖုန်းကြောင်းသားတွေပြီးရင် cycle carry gate တွေအဲ့လိုမျိုးလိုက်ပြီးတော့စုံစမ်းပြီးမှလှူတာပါဒီပတ်စံဒီဘသူပဲဝါရှိကားမှအလှခံထားခြင်းမဟုတ်ပါမင်းရဲ့ချွေးနဲ့စားနဲ့ရှာထားတဲ့ ဆန်ကိုဝင်ဝင်လှူခြင်းဖြစ်ပါတယ်ရှင်အားပေးအမြောက်လုပ်တာလည်းမဟုတ်ပါဘူးလူတိုင်းမှာအကျိုးနဲ့အကြောင်းရယ်ဆိုတာရှိပါတယ်တချို့ကြတော့လေခြေလက်တွေအကောင်းကြီးနဲ့လုံမစားဘဲနဲ့သူများတကပတ်စံကိုအလကားအချိုချောင်လိုခြင်းတဲ့လူကလည်းတသက်ရှိပါတယ်ဒီအနီးကြီးမှာအကျိုးရှိရလို့လည်းရက်ွက်ကပြောပါတယ်အဲ့လာကြောင့်မို့လို့သူလုံမီလုံရလုံလိုက်တာလို့လည်းရက်ွက်ထဲကပြောပါတယ်ရှင်ဒီအနီးကြီးရဲ့စိတ်နေစိတ်ထားကိုဒီရက်ွက်ထဲမှာတော်တော်များများကအဲ့အနီးကြီးဘက်ကနေပြီးတော့အမားခံမိကြရဲ့လို့တော်တော်များပါတယ်ရှင်ကျမတို့ရဲ့စကားအပေါ်ဟုတ်မဟုတ်သိချင်ကိုမတွေရက်ွက်ထဲမှာသွားပြီးတော့စုံစမ်းလို့ရပါတယ်ကြိုက်တဲ့နေရအဲ့ရဲ့ဖုံးကြီးချောင်းကနေပြီးတော့တက်တဲ့ကြီးဝင်လာပြီးအိုက်တိုက်ရှောက်ကိုအမားတို့ကြိုက်တဲ့အိမ်က ိုကြိုက်တယ်လို့သွားပြီးတော့မေးမြန်းလို့ရပါတယ်ရှင်။ဒီခေတ်မှာသွားစုံစမ်းမယ်ဆိုရင်ဒီထက်ပိုပြီးအကြောင်းစုံကိုသိရပါလိမ့်မယ်ရှင်။မမင်းပြောနေတာအဖို့တွေဟုတ်မဟုတ်ဆိုတာပေါ့နော်။မမင်းလည်းအင်တာဗျူးတွေ့ပြီးတဲ့အချိန်မှာသွားဖို့တော့အရန်ဝေခွဲမရဖြစ်သွားပါတယ်။ဒါပေမဲ့သွားကြည့်လိုက်မယ်အကြောင်းစုံလေးသိချင်တာမို့လို့မမင်းသွားပြီးတော့ရက်ွက်ထဲမှာတိတ်တိတ်ချာချာမေးခဲ့တာပါ။တယောက်တည်းကိုမေးခဲ့တဲ့ဇာတ်ကားမဟုတ်ပါအများကိုမမင်းမေးခဲ့တာပါရှင်။မင်းညာလည်းရဲစခန်းမှာဒီကနေ့တညာအိတ်လိုက်ရပါတယ်လို့ရက်ွက်ထဲကနေမမင်းတို့သိရတယ်။ပြီးတော့ပေါ့နော်ဟိုရိုက်နှက်တဲ့အမားကလည်းတောင်းမှန်မှာတောင်းမှန်နေပေါ့နော်။ तू လောက်တာလွန်သွားတယ်။ तू နောက်အဲ့လိုမလောက်တော့ပါဘူးဆိုပြီးတော့တောင်းမှန်နေလို့လည်းမမင်းတို့ရက်ွက်ထဲကနေတဆင်ကြရပါတယ်။မမင်းဒီလိုလှူ ချင်းစီအပိအမြောင်လှုပ်ချင်းလုံးဝမဟုတ်ပါအမြင်လူသားချင်းစာနာရရဲ့ပြီးတော့ဗီဒီယိုထဲမှာပါတဲ့ခလေးခလေးကိုတနာရရဲ့ကြောင့်မင်းတို့ပေါ့နော်ဒီအနည်းရဲ့လိပ်စာကိုလိုင်းပေါ်မှာမေးတယ်မေးပြီးတော့ကိုနိုင်တဲ့ပက်လေးကနေပြီးတော့ကုညီပေးရပါရှင်အပိအမြောင်လှုပ်တာလည်းမဟုတ်ပါဘူးဒီအနည်းမှာအပြစ်ရှိရင်သူလည်းသူ့ရဲ့အပြစ်ကိုသူခံရမှာပါဒါပေမဲ့အခုလိုမျိုးရိုင်းနှံနှိပ်စက်တာမျိုးတော့မင်းတို့ဘလို့မှမကြည့်ရပါဘူးရှင်ပြီးတော့ခလေးပါပါတယ်ခလေးကိုနေပူတဲ့တတိုင်ထဲမှာကျိုးတုတ်တာရဲ့အဲ့လိုမျိုးတွေလှုပ်တာမြင်တဲ့အချိန်မှာမင်းတို့တော်တော်လေးစိတ်မှာခံစားရပါတယ်မြန်မာလူမျိုးတွေရဲ့အချင်းအားကိုယ့်ရဲ့မျက်စိအရှိမှာကြက်ကလေးငှက်ကလေးကိုလုံနေရင်တော့စိတ်မကောင်းဖြစ်တာကွယ် ဒီလိုမျိုးခလေးနဲ့အိုကြီးအိုမတက်ရောက်ကိုအခုလိုမျိုးရိုင်းနှက်နေရဖြစ်တဲ့အတွက်မိမင်းတို့စိတ်ထဲမှာတော်တော်လေးခံစားရပါတယ်ရှင်အဲ့လာကြောင့်မို့လဲမိမင်းတို့နိုင်တဲ့ဘက်ကနေပြီးတော့ရက်ွက်ထဲမှာတည်တည်ချာချာလေးစုံစမ်းမေးမြန်းပြီးမှမိမင်းလှူခဲ့ခြင်းဖြစ်ပါတယ်လှူတဲ့ပတ်စံဒီမိမင်းပတ်စံမှာအဲကျွန်တော်မေးချင်တာကဒီမှာအခုအခုပေါ့နော်ရိုက်ခံရတဲ့အဖွားနဲ့ဒီခလေးနဲ့ဟိုဘယ်လိုဖြစ်လဲဆိုတော့လိုင်းမောင်ကပြောနေတာတနေ့နှစ်ကောင်းနဲ့လာလာခေါ်တယ်ကွာဟုတ်လားနော် Twitter သူဆိုင်ရှင်ဖန်းစီခံရခြင်းနဲ့တာမီသဘောထားခြေနေတင်ဆက်သူ ရန်ကုန်တိုင်းလှိုင်သာယာအရှိပိုင်းမြို့နယ်ငားရက်ွက်ရှိဘူဂျုံလမ်းမပေါ်ကတွေ့တာသူအထက်ဆိုင်ပိုင်ရှင်နှင့်ဗီဒီယိုရိုက်တင်ခဲ့သည့်ဝန်ထမ်းအချို့ကိုစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကအောက်တိုဘာ21ရက်နေ့လယ်ပိုင်းမှာဖမ်းဆီးလိုက်ပြီးဖြစ်ပါတယ်။ဖမ်းဆီးရခြင်းအကြောင်းရင်း အောက်တိုဘာ20ရက်ကပစ္စည်းစတီးစလုံး20လုံးခိုးယူသည်ဟုဆွဆွဲကအမျိုးသမီးနှင့်ကလေးငယ်ကိုရိုက်နှက်ပြီးဓာတ်တိုင်မှာကျိုးတုပ်ထားသည့်ဗီဒီယိုလူမှုကွန်ရက်ပေါ်ပြန့်နှံ့ကလူတို့အုပ်အော်တောင်းတင်းဝေဖန်မှုများဖြစ်လာခြင်းကြောင့်မလိုလားအပ်သောပြဿနာများရှောင်ရှားရန်ရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဗီဒီယိုရိုက်တင်သူဆိုင်ရှင်မနောဝါဝါလိုင်းသည်ဗီဒီယိုနှင့်ထက်ထက်အကောင့်ကိုဖျက်၍ရှောင်တင်းရန်ကြိုးပမ်းတော်လဲမရခဲ့ပါ။ ဥပဒေကြောင့်အရာအခြေအနေခိုးယူသူကိုမိမိသဘောဆန္ဒအတိုင်းနှိပ်စက်ပြီးလူမှုကွန်ရက်တွင်ပုံဖော်ခဲ့ခြင်းကြောင့်ဆိုင်ရှင်နှင့်ဝန်ထမ်းအချို့ကိုပရာဟိတအဖွဲ့အစည်းများကကလေးသူငယ်ခွင့်ရများဆိုင်ရာဥပဒေဖြင့်အမှုဖွင့်ရန်စီစဉ်နေပါတယ်။လက်ရှိမှာရဲစခန်းကစစ်ဆေးနေသလိုကလေးသူငယ်ဥပဒေနဲ့အရေးယူဖို့အတွက်လည်းပြင်ဆင်နေတာကြောင့်နှစ်ဖက်လုံးဥပဒေဤစီစဉ်မှုကိုရင်ဆိုင်နေရပါပြီ။လက်ရှိစစ်ဆေးခံရသူများပြစ်မှုကျူးလွန်သူစိုင်းပိုင်ရှင်မနောဝါဝါလိုက်နှင့် ဝင်နှန်းအချို့ကိုလှိုင်းသားရရှိပိုင်းမျိုးနဲ့ရဲစခန်းမှာထိမ့်သိမ့်စစ်ဆေးနေပါတယ်။ယခုလိုလူလူစိတ်ဝင်စားမှုမြင်မာတဲ့ဖြစ်စဉ်မှာကာယကံရှင်ဆိုင်ရှင်ဘက်ကရောညင်ပန်းနှိပ်စက်ခံရသူတာမီဘက်ကပါမြည်တို့တော့တုံ့ပြန်မှုသဘောထားများကိုထုတ်ဖော်ပြောဆိုလာမလဲဆိုတာကိုလည်းကျွန်တော်တို့ဆက်လက်ဆောင်ကြည့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ giá cả lưu đi đâu này đi này cái giá cả này quán này đi cái này cả này đi ra chào lại rồi 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 đi ra chào rồi đi ra lại rồi ra chào rồi đi ra chào lại rồi đi lại rồi đi ra ra chào đi ra chào lại đi ra đi rồi đi ra chào lại rồi đi ra chào lại rồi đi ra chào rồi đi ra chào lại rồi đi ra chào lại rồi đi ra chào ခင်ရှိတယ်။ဒီမှာရောက်နေတဲ့ဆက်တင်တာခင်ရှိတယ်။နောက်ပြီးတော့ဘွားအဲ့ရနေပြန်လာပြီးတော့ကိုယ့်ကိုတက်တယ်ကိုလုပ်ကြတော့အမှန်။နော်။ဒါရောက်ကကတိလို့။အဲ့တော့ line မှာကျွန်တော်တို့ကိုပြ။ကိုယ်တိုင်းပြောချင်တယ်။ကျွန်တော်တို့ပြောနေကြတယ်ဗျ line မှာဒီ why you ပြောလို့ပေါ့နော်။ဒီ why you ကျွန်တော်တို့ကကူညီလို့အဲဒီ why you ကူညီလိုက်လို့ကျွန်တော်တို့တပူအားပေးပါညာလို့ပြောကြတယ်။အဲ့အမြင်ရောဘွားတို့ကတကယ်ပဲကျွန်တော်တို့အဲ့လိုဖြစ်နေတာ။ဟုတ်ကဲ့။တက်တာဟုတ်စမှာဟုတ်လား။ဘာလို့90ကျော် ဟုတ်တယ်ဒီကဘက်ကြောက်တော့ဒါအမှန်တရားကျွန်တော်ကပြန်ပြီးထည့်ပြင်းပေးရတယ်ဒါလည်းအကြည့်ကိုရရတာပါတယ်နော်ကိုရရတာရောပြေးရတယ်အဟောင်းကြရတယ်ကျွန်တော်ပြန်ဆက်လာတယ်ရောသူကအဲ့ကလာသူကမှာဟုတ်ကဲ့တော့သူကသူကမှာပဲကျွန်တော်တို့ကဒါကိုဘာမှပြောလို့မရဘာမှအဝါပြတ်တော့လာရင်ဒီလိုလိုမျိုးတက်လို့မှာမဟုတ်ဘူးဘာရဲ့ပုံစံကြီးရတယ်ရရချစ်တယ်ဗျာဖတ်ရတယ်ချစ်နေတယ်နော်ဘာမှရရပါနဲ့မင်းကြီးကပြောရတာရရချစ်တယ်ဗျာပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ဒီဘွားတော့လာရင်သူ့မှာသူ့ရိပြီးနေတယ်ဆိုတော့ဒီလောက်ကလာဒီသူ့ရိကြောင့်လို့ပဲဟုတ်တယ်နော်အဲ့ဒီကိုကျွန်တော်ဆက်ပေးမယ်ဒီကဈေးရင်းကြီးစားဖို့ထပ်ပြီးရောထုတ်ပေးမယ်ဒါဆိုရင်ကျွန်တော်တို့ကပြီးပြီအဝါကူညီပေးလိုက်ဒီစိတ်နဲ့ပဲကျွန်တော်တို့ကူညီကြတယ်ဒါမှကျွန်တော်တို့ တဲ့လူအကြည့်ပြောတဲ့လူအများကြီးရှိတယ်။ဘာမှမသိဘူးကွာဘာမှမသိတဲ့လူကဘိုင်းဝင်ကြီးအကြည့်တင်နေကြတယ်။ဒါကြတဲ့သူတို့ကြတော့လေတရားချက်ဝင်ကြတယ်ဆိုတော့မကူညီနိုင်ဘူး။ဒါပြီးတော့စုံစမ်းလာဆိုတယ်မစုံစမ်းဘူး။တိုင်းပေါ်မှာတရားကစာလေးရေးလိုက်တယ်ဒီဘွားကြီးကလေးတယောက်တနေ့ငါးကောင်းနဲ့ခေါ်တယ်။ဘွားကအဲ့တောင်ကြီးသွားပြန်။ဘွားနဲ့ကလေး ာမှမတော်ဘူးမှန်တယ်ဟုတ်လားဘာမှမတော်ဘူးဒါမှမဟုတ်ညီဖွားလို့ဖြစ်ကြတယ်ငယ်ငယ်လေးကငယ်ငယ်လေးတည်းကတော့ဒီတန်ရောင်းတဲ့နေရှိတယ်ဗျာအဲ့တန်ရောင်းတဲ့နေရှိတော့သူကမသိဘူးဒါတမန်တော်ကဟေးသူတိုက်ရိုက်လိုက်တာတကယ်ကကြောက်ဒီမှာကြတော့အကွာကဒီညီကိုတော့ဖြစ်ကြတယ်တော့ဖြစ်တယ်ညီရတယ်ညီရတယ်အကွာကိုအရန်ချစ်တယ်အရန်ချစ်တယ်ဆိုတော့အခုကျွန်တော်တို့ကအကွာကိုဇူးမယ်ဆိုရင်အကွာကိုဇူးတော့သဘောကျလားအဲ့ဒါလည်းသဘောကျလားဘာလို့စားလဲကွာအကွာကဝိစ္စသားကအကွာဝိစ္စသားဒါဒီရုပ်ကလေးကဒီအကုန်လုံးပဲနော်ဒီရုပ်ကလေးကဒီအကုန်လုံးပြီးအဲ့တော့ live မှာမသိဘူးနားနဲ့တိုက်ခိုက်တဲ့လူကသဘောကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကရှင်းပေးရတာဖြင်းရှင်းပေးရ ဝေးချော်တယ်သူချော်တယ်နားလည်းပြောတယ်ဟုတ်လားသူချော်တဲ့နေရာနော်သူချော်တဲ့နေရာလည်းအကုန်ပြောတယ်အဲ့တော့ဒီဝေးချော်နေရာဘာကိုကျွန်တော်တို့ကကုညီနေတယ်နော်ဒါကြောင့်ဘာမှမဟုတ်ဘူးအားပေးတာလည်းမဟုတ်ဘူးကြောက်တာလည်းသူကလည်းသူသားမှာတမ်းပြီးကျွန်တော်ကနောက်တော့ဘာလို့မသိအောင်ကျွန်တော်ကလုပ်ပေးတာနားလည်းပြောတယ်လို့ပေါ့နော်ဒီဟိုတခုအားမပေးနဲ့မလူသိဘူးလို့ထင်လားအဲ့လိုပြောမယ်ဆိုတော့မထင်ပါဘူး။သူကလည်းအရင်ဒုက္ခရောက်တော့လုံမိလို့ရအဲ့ကိုလုံလိုက်တာ။ဒါပေမဲ့ကလေးလေးပို့ရပါပုံသနာမှုကောင်းပါလား။အဖွားနဲ့ဒီကလေးလေးနဲ့တားမိလို့တချို့ကထင်ကြတာ။တားမိလို့ထင်ကြတယ်။ဒါပေမဲ့တားမိမဟုတ်ဘူး။ဟဲ့လားနှစ်ခုလေးကဘယ်သူ့ကိုပို့ပြီးလှူတင်လဲ။ဒါမှမဟုတ်နှစ်ယောက်စလုံးလှူတင်လားဘယ်လိုတင်လဲ။ ။မြောက်စလုံးလူတင်တယ်လို့ထင်တာ။သူ့မဲ့ဆိုဒါဒီမြောက်စလုံးမှာ။ဒီကြပါဝင်းမနေတာ။ဟုတ်ပါတော့။အဲ့လိုလက်သားတွေဟုတ်လားလုံးလုံးမရတာ။ဒါပေါ်တာပေါ့နော်ဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရောဆွေမျိုးကဘယ်လိုလုပ်တော်မလဲတော့ချင်းဒီကောင်မလေးအမေရဲ့စောက်ခမ ော်ဒီကောင်မလေးအမေရဲ့ရောက်ခမရောက်ခမဟုတ်ကဲ့ပါအော်ဒါကြတော့ဒီကောင်မလေးအမေရဲ့ရောက်ခမဆိုကိုယ့်ကိုပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့နိုင်ခွက်လောက်တွက်နော်အဲ့ဒီကတော့ကျွန်တော်ရဲ့ရှင်းမြန်နိုင်ခွက်လောက်ကြမ်းတော်တော်ဒုက္ခရောက်နေလို့လုံးမိလောက်ရအောင်လုံးလိုက်ထားပဲဖြစ်ရမယ်ကျမတို့အခုအသက်56နဲ့60ဆိုပြီးဒီလိုဟာတို့တစ်ခါမှမကြဘူးဒီလိုရက်ွက်ဒီမှာရောအုံးထားဆိုတော့ကျွန်မတို့မကြဘူးအခုတစ်ခါပထမဦးဆုံးမှာအဲဒါကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရွှေပြည်သာမြို့နယ်တော်ကတော့ရလေးအဲတော့ကတော့ရလေးတော့ရလေးကဒီနေရာဘယ်သူနေရာလဲဆိုတော့ဒီပေါ့နော်ဒီအဖွားရဲ့ခြီလာတဲ့ကလေးလေးပေါ့နော်ဒီကလေးလေးဒီကလေးလေးရဲ့ အိမ်ပေါ့နော်ဒီကလေးလေးရဲ့အိမ်လက်ရှိကတော့အဲဒီတို့မရှိဘူးအဲဒါကတော့အခုရှိဒီမှာကြည့်နေတာကတော့ဒါအနီးနာပဝင်းကျန်ဒါမိသားစုပေါ့နော်အဓိကကြည့်နေတာကပေါ့နော်ဟိုဒီမှာအရှင်တွေဘယ်လိုရှိလဲဒီအဖွားရဲ့အရှင်တွေကဘယ်လိုလဲနောက်ပြီးတော့ဒီကလေးလေးရဲ့မိသားစုအရှင်တွေကဘယ်လိုလဲဆိုတာလေးကိုဒါကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့အလူရှင်ရောပြည်ပမှာရှိတဲ့အလူရှင်တွေရောနောက်တချို့မသိတဲ့ဒီပေါ့နော်လူ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 ကအပြင်ကနေပြီးတော့ဟိုဝေဖန်တုံးတက်ပေးကြတဲ့လူတွေရောအကုန်လုံးသိရအောင်ကျွန်တော်ဒီကဒီနားကဟိုမိသားစုတွေကိုကျွန်တော်ဒါတစ်ချက်တော့ဒါမေးကြည့်မှာဖြစ်ပါလေနော်ဟွန်းဒါကလေးလေးနဲ့ဒီမှာနေတာဘယ်လောက်ကြပါလဲ ကြာပြီသူတို့ကဒီရွာထဲမှာပဲမွေးပြီးရွာထဲမှာပဲဇာနေပြန်ပြန်ပါဟုတ်အဲ့ဆက်နေပါသူတို့ရဲ့ဒီကလေးလေးရဲ့မိသားစုအခြေအနေရောဒါအခုအခုပေါ့နော်ဒီကလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူးတချို့ကြတော့လဲငှားလိုက်တာလားတချို့ကြတော့လဲတော်တယ်အဲအဲ့ဒါလေးရောဒီလိုဟာအခါတော့မဟုတ်ပါဘူး။ तू ကမင်းလေးတယောက်ကိုအမြဲတမ်းစောင့်ရှောက်ပြီးချက်တယ်ဒီကလေးကို။ဒီလိုလှုပ်လှုပ်ရှားရှားလည်းမသိပါဘူး။အခုမှလိုင်းပေါ်မှာတက်လာမှကျွန်တော်တို့လည်းသိရပါဘူး။ကလေးလေးကိုအမြဲထိမ့်ပေးနေတာပါ။ဟောကလေးလေးကို तू ကအမြဲတမ်းထိမ့်ပေးနေတာပါ။ကြာပြီပေါ့ဒါကလေးလေးကိုထိမ့်ပေးတာ။အဲ့ဒီကြာအောင်ထိမ့်ပေးနေတာပါ။ဟောဒီကလေးကို तू ပဲထိမ့်ပေးနေတာပါနော်။ဟော